နှစ်သက်မိသောစကားခွနခွန်းနံပါတ်1တောင်းပန်ပါအိစားတစ်ခုခုကြောင့်တယောက်ကိုတယောက်စိတ်ခုသွားကြပြီဆိုရင်ကိုကအရင်စပြီးတောင်းပန်လိုက်ပါသူ့ကိုကိုတောင်းပန်လိုက်တာကအောက်ကြရီကိုမမားဘူးဆိုတာထက်ကိုရီကြားကဆက်ဆံရေးကိုတန်မိုးထားခြင်းအတွက်လှုပ်ဆောင်တော့ပါလို့ခံယူလိုက်ပါနံပါတ်2ချစ်ခင်မြတ်တို့ပါပြီးပြည့်စုံတဲ့သူတယောက်ကိုရှားဖွေးလက်တွဲမှချစ်ချင်းလို့မြည်တာမဟုတ်ပါဘူးလူတိုင်းကပြီးပြည့်စုံလှပနေတာမရှိပါဘူးအပြည့်စုံတဲ့လူတယောက်ကိုကိုယ့်ရဲ့ပြီးပြည့်စုံတဲ့မျက်လုံးစုံနဲ့ကြည့်ရှုပြီးချစ်ခင်ဆုံးမှတ်ပါ နံပါတ်3တည်ငြိမ်ပါလူတယောက်ကိုတစ်သက်လုံးမပြောင်းမဲချစ်ဖို့ဆိုတာဖြစ်နိုင်ကြမှာဖြစ်နိုင်ပါလိမ့်မယ်ဒါပေမဲ့ကိုလူတယောက်ကိုချစ်ခင်နေတဲ့အချိန်မှာတော့မပြောင်းလဲတဲ့စိတ်ထားနဲ့ချစ်ပါနံပါတ်4အဆင်အတန်းမြင့်စွာနေထိုင်ပါလူတယောက်ရဲ့အဆင်အတန်းကိုသူဝိစင်ထားတဲ့ branded အသုံးဆောင်နေနဲ့မဆုံးဖြတ်ပါနဲ့ပင်ကိုစရာကြောင့်ဖြစ်ပေါ်လာတဲ့တွင်ပြင်းနဲ့အဆင်အတန်းကိုဆုံးဖြတ်ပါအချိန်ဝါနဲ့နေပါရာရုကုန်ချိန်ကြောင်းဖြစ်ပေါ်လာတဲ့အချိန်ဝါထက်ပင်ကိုသဘောထားကြည့်ပြီးခေါင်းမုံနဲ့တွေးခေါ်ရှိတဲ့သူရဲ့ ကိုရှိန်ကိုဝါကပို့တောက်ပါပါတယ်။နံပါတ်6ဆွဲဆောင်မှုရှိအောင်နေပါ။လူတယောက်ရဲ့ဆွဲဆောင်မှုရှိဆုံးကပတ်စံအလားအပါတွေထက်ဉာဏ်ပညာရှိခြင်းဆိုတဲ့ဆွဲဆောင်မှုကဒိန်းထားတဲ့မိကက်ထက်ပိုပြီးအခြားလူတယောက်ရဲ့အမြင်မှာပုံမူလှပတင်တယ်ပါတယ်။နံပါတ်9ခွင့်လွတ်ပါ။တခါတလေလူတယောက်ကိုခွင့်လွတ်လိုက်တယ်ဆိုတာကသူ့ရဲ့အမားကိုဝေမယူဘူးဆိုတာထက်သူ့ကိုကောင်းစေချင်တာနဲ့သူ့ကိုလက်လွတ်ရမှာကိုပိုကြောက်လို့ခွင့်လွတ်ပေးလိုက်ပါ။